နှစ်သက်အဆောင်ကိုတကူတော်ပွဲဦးထွက်အယ်ဗန်နဲ့ချိုးဆောင်မဲ့ GIDL အဖွဲ့ကမင်းနီပြည်သူများအားလုံးပဲမင်္ဂလာပါရှင် Star Girls Channel ရောက်နေပြီးတော့ပြန်လဲချိုးဆောင်လိုက်ပါတယ် ဒီကနေ့မှာတော့နေ့သစ်အစမှာဒဂရောပွဲဥထွက် TL1 ထွက်ရှိလာမဲ့ GIDL အဖွဲ့ဝင်မင်းနီရဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ Cube Entertainment က GIDL အဖွဲ့ကနောက်ထပ်ဒဂရောပွဲဥထွက်မဲ့ L1 ထုံးမဲ့အဖွဲ့ဝင်ကိုမကြသေးခင်ကတရားဝင်ထုတ်ပေါ်ပြောကြားခဲ့တာဖြစ်ပါတယ်။အဲ့ဒီအဖွဲ့ဝင်ကတော့မင်းနီဖြစ်ပြီးတော့သူမရဲ့ပထမဆုံးဒဂရော L1 က2025ခုနှစ်စန္ဒမိုင်လမှာထွက်ရှိသွားမှာဖြစ်ကြောင်းကုမ္ပဏီဘက်ကနေအတည်ပြုပေးခဲ့ရပါ။ဒီ L1 ကမင်းနီရဲ့အတွက်တော့2018ခုနှစ်အဖွဲ့ ွဲဦးထွက်ချိန်ကစလို့ဒီကနေ့အချိန်ထိတကူတော်နုပညာရှင်တဦးအနေနဲ့ပထမဆုံးဖွဲဦးထွက်ခွင့်ရတဲ့ album ပဲဖြစ်ပါတယ်။တကူတော်ထွက်ရှိလာမဲ့ album ဆိုတာအဖွဲ့ဝင်တဦးချင်းစီရဲ့အနုပညာအရေးသွေးကိုအသေးချာပြသလို့ရတာဖြစ်လို့ပရိသတ်တရတော့မင်းဒီတယောက်ဘလို့ရီချပြမလဲဆိုတာကိုရင်ခုန်စွာနဲ့ချိုတင်မျှော်လင့်နေကြပါတယ်။တရင်နေ့အရာတော့မင်းဒီကတချင်တွေကိုရွေးချယ်တာကစလို့ album နဲ့ပတ်သက်တဲ့တခြားကိစ္စရဲ့အလုံးစုံကိုလည်းဒီမကိုရိုင်းစဉ်းစားဆုံးဖြတ်ခဲ့လို့ဆိုကြပါတယ်။ဒီမ ရဲ့တကူတော်ဘွေဟုတ်အတွက် Elven တင်းက Q Entertainment နဲ့ GI Door အဖွဲ့တို့စာချုပ်ထုတ်တဲ့သတင်းတိုးရာတွေလုပ်ပြီးတော့မှထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။အဖွဲ့ဝင်9ဦးစလုံးကသူတို့ရဲ့စာချုပ်တွေကိုသတင်းတိုးခဲ့ကြအောင်မကြသေးခင်က Agency ဘက်ကနေချိန်ညာခဲ့ပါတယ်။အဖွဲ့ရဲ့ဖြစ်တည်မှုနဲ့တူးချင်းတိုးပွဲမှုတွေကိုမြင့်တင်ပေးနိုင်ဖို့အတွက်လည်း Agency ဘက်ကနေပြီးတော့ဆက်လက်ပံ့ပိုးပေးမယ်လို့ကတိပြုခဲ့ပါတယ်။မင်းနီယတကူတော်ဘွေဟုတ်ထွက်ခွင့်ရတဲ့စတိုးထားမြောက်အဖွဲ့ဝင်ဖြစ်ပါတယ်။သူရှိမှ2021ခုနှစ်ဇူလိုင်လမှာပထမ ဆုံးတကူတော့ Elvan ကိုထုတ်ဝေခဲ့တဲ့ Soyun 2022ခုနှစ် April လမှာတော့ Myun 2024ခုနှစ် April လမှာတော့ UK တို့ကရှိခဲ့ကြတာပါအဖွဲ့ရဲမှာ Shore Horror တဦးတည်းသာတကူတော့ Elvan မထွက်သေးဘဲနဲ့ကြံနေသေးတာဖြစ်ပါတယ် Menio တော့ပြည်သက်တရအဖွဲ့ရဲ့ဖြောပြပွဲတွေနဲ့ကွဲပြားတဲ့ဘလိုမျိုးတကူတော့တင်ဆက်မှုတွေကိုချပြပေးမလဲဆိုတာချုပ်တင်မျှော်မှန်းထားကြပါတယ် Menio တကူတော့ပွဲဥထက်ဒီ Elvan သာအောင်မြင်ခဲ့ရင်တော့ GIDL အတွက်နောက်ထပ်အရေးပါတဲ့မှတ်တိုင်တစ်ခုကို စိုက်ထူသွားနိုင်မှာပါ။ဒါအဖွဲလိုက်အောင်မြင်မှုနဲ့တကူတော်အောင်မြင်မှုနှစ်ခုကိုချိန်ခွင်ရှာညှိတယ်လို့တသားရဲကြသွားစေနိုင်တာကြောင့်ဖြစ်ပါရယ်။မင်းနီယာအယ်ဗန်ထုတ်ဝေမှုကိုတော့ဇန်နဝါရီလအစောပိုင်းမှာဖြန့်ချီပြီးသွားမှာဖြစ်ပါရယ်။ဒီလိုမျိုး K-pop အနုပညာရှင်တွေရဲ့သတင်းထူးတွေကိုအမြဲတမ်းဆက်ပြီးသွားမှာဖြစ်တဲ့အတွက် Star Girls Channel လေးကို Subscribe လုပ်ထားပေးပါအောင်နော်။ဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။